တခါတော့ကမင်းဟာစူပါဟီးရိုးဖြစ်ချင်တဲ့အိမ်မက်နဲ့နှီးခဲ့တယ်။ဒါပေမဲ့မင်းမှာစူပါဆွမ်းအားတွေမရရှိပဲမင်းကြီးလေးကစူပါဆွမ်းအားတွေရသွားတယ်ဆိုရင်ဘယ်လိုခံစားရမလဲ။ဒီဇလန်ကတော့စူပါချာလီ2024ဟာဒါစွန်စားမှုနဲ့မိသားစုချစ်ချင်းတန်ဖိုးတွေပြီးနေတဲ့ကာတွန်းစကားတပုတ်ပါ။ဒီဇလန်ရဲ့အဓိကဇာတ်ကောင်းကဝီလီလွတ်ခွာတဲ့အသက်70နှစ်အရွယ်ကောင်းလေးပါ။ရဲတပ်ဖွဲ့ဝင်ဖြစ်တဲ့သူ့အဖေကိုအားချပြီး ရာဇဝတ်မှုတွေကိုတိုက်ခိုက်မဲ့သူရဲကောင်းကြီးချစ်ဖို့စိတ်ကူးရင်နေဘူးပေါ့ဒီနေ့မှာတော့သူတို့မိသားစုတွေကိုချာလီဆိုတဲ့ညီလေးတယောက်ထပ်မံရောက်ရှိလာပါတယ်ထူးခြားတာကတော့ဒီကလေးလေးဟာမွေးခင်းစအရွယ်မှာတင်တာမမဟုတ်တဲ့စူပါဆွမ်းအားတွေပိုက်ဆိုင်နေတာပဲဖြစ်ပါတယ်အစပိုင်းမှာတော့ချာလီရဲ့ဆွမ်းအားတွေကအိမ်ထဲမှာစူညံတန်တီပြောစရာမတော်တဆမှုတွေပဲဖြစ်စေခဲ့ပါတယ်လက်စပီစီတွေလွင့်ပြန်တာကလေးကစားစရာတွေလှည့်ထွားတာမျိုးပေါ့ ။ဒါနဲ့ပြဿနာကတော့မိဘကြီးရဲ့အာယုံဆိုင်မှုအားလုံးဟာချာလီစီကိုပဲဒီဇိုင်းမမရှောင်းနေလာပါပဲ။ဝီလီဟာသူ့တို့မိသားစုထဲမှာမမြင်ရတဲ့သူတယောက်လို့ခန်းစားလာရပြီးသူ့ရဲ့စူပါဟီးရိုးအိမ်လက်ကိုလည်းညီလေးစီကဆွာအားရည်နဲ့အကောင်အထည်ဖော်ဖို့စဉ်းစားပါတော့တယ်။ဒီလိုနဲ့ဝီလီတယောက်မနာလိုစိတ်နဲ့သူ့အစီအစဉ်ကိုဖောက်ဆောင်နေတော့မှတဲ့မကောင်းတဲ့သေဝင်ပညာရှင်တို့ဦးနဲ့စူပါဗီလိန်တို့ဦးကချာလီရဲ့ဆွာအားနည်းကိုတတိထားမိသွားကြတယ်။သူတို့ရဲ့ရွေးချက်ကတော့ချာလီရဲ့ DNA ကိုအသုံးပြုပြီးစူပါဆွာနဲ့ရှိတဲ့ကလေးစစ်တပ်တစ်ခုကိုဖန်တီးဖို့ပါပဲ။ နောက်ဆုံးမှာတော့ဝီလီတွေဟာချားလီကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ဒီချိန်မှာပဲဝီလီတယောက်ရုတ်တဲ့အဒီဝင်လာတယ်။သူရဲ့ကောင်အစ်စ်ဖြစ်ဖို့အချိန်ရောက်ပြီဆိုတာကိုပေါ့။ဝီလီဟာအစ်စ်အမှန်ဆိုပါဆွမ်းအားတွေမရှိပေမဲ့ညီလေးကိုကယ်တင်ဖို့ဆိုတဲ့စိတ်သက်နဲ့အန်ဒရီရီဂျားတွေကိုရဲရဲဝံ့ဝံ့ဝင်ရောက်ခဲ့ပါတယ်။အန်ဒရီများတဲ့စွန့်စားကန်းနေနဲ့ဂျုံတွေ့ရပြီးနောက်အကိုဖြစ်သူဝီလီရဲ့ထက်မြက်တဲ့ညင်နဲ့ညီငယ်လေးချားလီရဲ့အမခန်းဆိုပါဆွမ်းအားတို့ကိုပေါင်းဆက်ပြီးညီကိုနှစ်ယောက်ဟာဝီလိန်လေးကိုအနံ့ယူကမြို့ကောက်ကိုကယ်တင်နိုင်ခဲ့ကြပါတယ်။ ။နောက်ဆုံးမှာတော့ဝီလီတယောက်အမှန်တရားကိုနားလည်သွားခဲ့ပါတယ်။စူပါဟီးရိုးထုဖို့ဆိုတာစူပါဆွမ်းကားတွေလိုတာမဟုတ်ပါဘူး။အရေးကြီးဆုံးကတော့စိတ်ထားကောင်းခြင်း၊ရဲစွမ်းတက်တည်နဲ့မိသားစုကိုကာကွယ်ပေးလိုတဲ့မိသားတရားပဲထွက်တယ်ဆိုတာကိုပေါ့။ဒီလိုနဲ့စူပါချာလီဟာညီအကိုချစ်ချင်းနဲ့စိတ်ဓာတ်ခွန်အားအကြောင်းကိုလှလှပပပြောပြသွားတဲ့ဇာလန်ကောင်းတစ်ပုဒ်အခိရပ်တည်ခဲ့ပါတယ်။